င်ငံမဟာချိုင်ဒေသကအာဆီနန်တော်လို့လူသိများတဲ့မြန်မာကလပ်ကို ထိုင်းအနာပိုင်နေဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ထိုင်းနိုင်ငံစမုတ်စခွန်ခရိုင်မဟာချိုင်ဒေသမှာရှိတဲ့အဲ့ဒီကလပ်ကိုထိုင်းအနာပိုင်တွေကဧပြီလ28ရက်နေ့ညနေပိုင်းမှာဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးမူရစေဝါနဲ့လက်နက်တွေကိုပါတွေ့ရှိခဲ့ရတာပါ။ဝင်ရောက်စစ်ဆေးခံရတဲ့စားတောက်ဆိုင်တွေဟာမြန်မာနိုင်ငံသားတွေကြားအာဆီနန်တော်လို့လူသိများပြီးဆိုင်ထဲမှာကလပ်ဘားအပြင်ကာရာအိုကေနဲ့စနူကာဘီလီယက်ခုံတွေလည်းရှိတယ်လို့ဆိုပါရယ်။ မြန်မာနိုင်ငံသားတွေအတွက်တည်တံ့ရည်ရွယ်ဖွင့်လှစ်ထားတဲ့အဲ့ဒီနေရာကိုထိုင်းအနာပိုင်းတွေဝင်စစ်တဲ့အချိန်မူရစ်စေးဝါကြီးစံပါတဲ့လက်နက်တွေကိုတွေ့ခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ဆိုင်ထဲမှာမြန်မာနိုင်ငံသား150လောက်နေထိုင်တာကိုလည်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။သူတို့တွေရဲ့နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးပါဘူး။ဆိုင်ကိုတော့အခွင့်ပြုချက်မရှိဘဲဖွင့်လှစ်ထားပြီးတရားမဝင်လောင်းကစားလုပ်မှုလက်နက်ပိုင်ဆိုင်မှုအပြင်ဆက်ဆက်ဥပဒေတွေနဲ့အရေးယူမယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။